This is Radio Free Asia. The following program is in Burmese. တော်တရှင်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။လွတ်လပ်တဲ့အရှအတန် RFA ရဲ့စီစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။ဒီနေ့အစီအစဉ်မှာ နလင်းသတင်းနောက်ဆုံးခြေအနေတွေနဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြဖို့ရှိပါတယ်။အဲဒီနောက်မှာတော့အဲတခြားနေရာတွေညမာပြည်ကြီးကလေးလုတ်တက်တဲ့နေရာဖြစ်လုတ်နိုင်တဲ့နေရာလည်းဖြစ်နေတော့ကြတော့တခြားပြည်ရွေးဒီမှာလည်းတော့တော့ငလင်းကတော့အချိန်မရှိနိုင်တဲ့ဒီစကိုင်းပြည်ရွေးရဲ့လေတခြားပိုင်းတွေပေါ့နော်။အောက်ကရန်ကုန်ဘကူးပိုင်းတွေရှိမယ်ဟိုအပေါ်မှာကြည့်နေတဲ့ဟလာဟိုမြစည်းသားဘက်ပေါ့နော်တင်းတော်ကြီးဘက်အချမ်းတွေလည်းရှိနိုင်တယ်ပေါ့။ဒါတွေမှာတော့ငလင်းတွေကရှိကောင်းရှိနေမှာပေါ့နော်။ နောက်ဆက်တွဲငလျင်ငယ်တွေရဲ့ NDA နဲ့ပြည်သူတွေလှုပ်ဆောင်တင်တာတွေကိုဘူမိဗေဒပညာရှင်ကပြောပြထားတာနားဆင်ရမှာပါရှင်။အခုရင်ဆုံးတော့သတင်းတွေကိုကိုဆိုင်ဝနကတင်ပြပေးပါမယ်ရှင်။ ေတိုင်းမိလာမြို့ကိုဗဟိုပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်တစ်ခုဧပြီ17ရက်နေ့မနက်ကလှုပ်ခတ်ခဲ့ကြောင်းအမေရိကန်ဘူမိဗေဒဌာနငလင်စောင့်ကြည့်အဖွဲ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီမိုးလေဝသနဲ့ဇလားဗေဒဌာနကလည်းမတ်လ28ရက်နေ့ကပြင်းအား9.9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ပြီးနောက်ပိုင်းဧပြီ17ရက်နေ့မနက်ထိနောက်ဆက်တွဲငလင်ငယ်128ကြိမ်လှုပ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာငလင်ကြောင့်နိုင်ငံတော်ဝန်ကဘာသာရေးအဆောက်အအုံ9643ခုပြက်စီးခဲ့ကြောင်း စစ်ကောင်စီတာသနာရေးနဲ့ရင်ကျဲမှုဝင်ကြီးဦးတင်ဦးလွင်ကပြောပါတယ်။နေပြည်တော်မှာဧပြီ၁၂ရက်နေ့ကပြုလုပ်ခဲ့တဲ့တဘာဘေးရန်ရဲ့ဆိုင်းယားစီမံခန့်ခွဲမှုကော်မတီစည်းဝေးမှာပြောဆိုခဲ့တာလို့စစ်ကောင်စီသတင်းစာတွေကဧပြီ၁၃ရက်နေ့မှာဖော်ပြပါတယ်။ပြက်စီးသွားတဲ့အထက်ဖျားစေဒီပေါင်း9400နှစ်စု၊ဖုံးကြီးကျောင်းပေါင်း3840တကျောင်း၊သီလရှင်ကျောင်း189ကျောင်း၊ဗလီ130လျှောက်လုံး၊ခရစ်ယာန်ဖျားကျောင်း90၊ဟိန္ဒူဖျားကျောင်း20လျှောက်ကျောင်းနဲ့ဘုံကျောင်းတကျောင်းပါဝင်ပါတယ်ခင်ဗျာ။ ငလင်တန်တဲ့ဒေသတွေမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့ဧပြီ17ရက်နေ့ကနေ20ရက်နေ့ထိ သတင်းတစ်ပတ်ကြာထိုးစစ်တွေဆက်လက်ရဆိုင်ထားမယ်လို့မြို့သားညီညွတ်ရေးဆိုရ NUG ကထုတ်ပြန်ကြေညာပါတယ်ပြင်းထန်ငလင်ကြောင့်အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့မြန်မာပြည်သူတွေအတွက် April 17ရက်နေ့ကနေ20ရက်နေ့အထိနိုင်ငံလုံးဆိုင်ရာဝန်내ကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသက်တပတ်အဖြစ်သတ်မှတ်ကြောင်းဒီကာလတွင်ငလင်ဒဏ်သင့်ဒေသတွေနဲ့ဆက်ဆက်ခိုင်တွေမှာခုခံကာကွယ်စစ်ကလွယ်ပြီးထိုးစစ်အလုံးရဆိုင်ထားဖို့ညွှန်ကြားထားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် မြန်မာနဲ့တကူအခါသမယအတွက်အမေရိကန်ပြည်ထောင်စုကလိုက်လိုက်လဲလဲဆူတောင်းမြစ်တာပို့တာကြောင့်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနကကြံအကြိုနေ့ဧပြီ17ရက်မှာထုတ်ပြန်ပါတယ်။ကြံဆိုတာအတိတ်ကအကြောင်းအရာတွေကိုပြန်လည်မျှော်တွေးပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုမျှော်လင့်ရတဲ့ကာလဖြစ်ပါတယ်။ဒီနှစ်ကတော့မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာပြည်သူတွေပျက်စီးဆုံးရှုံးမှုကြီးမားလှတဲ့ကြေကွဲပွဲရာကာလနဲ့တိုက်ဆိုင်နေပါတယ်။ဒီလိုစိန်ခေါ်မှုတွေကြုံတွေ့နေတဲ့ကာလမှာအမေရိကန်ပြည်ထောင်စုကမြန်မာပြည်သူတွေနဲ့တညီတညွတ်တည်းရှိနေပါတယ်လို့အမေရိကန်နိုင်ငံ င်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကပြောဆိုလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးဆောင်ရွက်ကြိုးပမ်းမှုတွေကိုဆက်လက်ထောက်ပံ့ကူညီမှာဖြစ်သလိုငလင်းဘေးဒဏ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လည်းနိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ်အထူးသဖြင့်စစ်တပ်ကအတင်းကျပ်လူသစ်စုဆောင်းခြင်းအဖြစ်ကလေးသူငယ်ခွင့်ရေးရှုပေါက်ခံရမှုတိတိတသားမြင့်တက်လာတဲ့အကြောင်းနဲ့ဒီလောရက်ကိုရှုတ်ချကြောင်းကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်ကဧပြီ17ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။2020ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်ကုန်ပိုင်းအထိကလေးသူငယ်4000ကျော်ပေါ်ပြင်းထန်တဲ့ရှုဖောက်မှု9140ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။လူခွင့်ရေးရှုဖောက်မှုအများစုဟာမြန်မာစစ်တပ်အပြင်စစ်တပ်နဲ့ပတ်သက်ဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်နွယ်နေတယ်လို့အစိုးရခန်းစာကဖော်ပြပါတယ်။ စကိုင်းတိုင်းတပဲမြို့နယ်ကြက်ခတ်ကြီးရွာဖုံးရင်ကျောင်းကိုစစ်ကောင်စီတပ်ကဧပြီ၁၂ရက်နေ့မွန်လွဲပိုင်းမှာဂျက်တိုက်လေနဲ့ဘုံကျဲခဲ့တာကြောင့်ကိုရင်၃ပါးနဲ့အရတား၂ယောက်စုစုပေါင်း၅ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေက RFA ကိုဧပြီ၁၃ရက်နေ့မှာပြောပါတယ်။နောက်ထပ်အရတား၅ယောက်လည်းထိခိုက်ဒဏ်ရာရသွားတယ်လို့စပေးဒုက္ခသည်ရေးကူညီနေတဲ့တပဲမြို့နယ်ညီနောင်များအဖွဲ့တာဝန်ခံက RFA ကိုပြောပါတယ်ခင်ဗျာ။အရခတက်တော်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့ယွာမရက်ွက်ထဲကိုစစ်ကောင်စီကဧပြီ၁၃ရက်မနက်မှာ ရက်တိုက်လေနဲ့ဘုံကျဲခဲ့တာကြောင့်နေအိမ်ဆယ်လုံးခန့်ပျက်စီးပြီးရက်သား၂ယောက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေက RFI ကိုပြောပါတယ်။ဒီဖြစ်ရကြောင့်ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်းဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမရှိသလိုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFI ကဆက်သွယ်ခဲ့ရမှာလဲဖုံးလက်ခံဖြေကြတာမရှိပါဘူး။ မြန်မာပြည်မှာညဉ့်ညဉ့်ဆွေးနွေးပွဲတွေကျင်းပဖို့စစ်ကောင်စီကိုတိုက်တွန်းခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝတ်က ပြောကြားခဲ့ကြောင်း The Nation သတင်းစာက April 17ရက်နေ့မှာဖော်ပြပါရတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ April 4ရက်နေ့ကကျင်းပခဲ့တဲ့ Binstack ထိပ်သီးစည်းဝေးအတွင်းမြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ကြောင်း Master သက်စင်ကထုတ်ပေါ်ပြောဆိုပြီးတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ညဉ့်ညဉ့်ဆွေးနွေးဖို့လည်းအကြံပြုခဲ့တယ်လို့ဆိုပါရတယ်။ ီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုကိုစိုင်းဝန်းနာက တင်ပြခဲ့တာပါရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကအင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဧပြီလ23ရက်မနေ့အထိနောက်ဆက်တွဲငလျင်ငယ်လှုပ်ခတ်မှု128ကြိမ်ရှိခဲ့ပါတယ်။အဲ့ဒီနောက်ဆက်တွဲငလျင်တွေကဘလောက်အန်ဒီရရှိသလဲ၊ဘယ်အချိန်ထိလှုပ်ခတ်မှာလဲ၊ပြည်သူတွေအနေနဲ့ဘာတွေလှုပ်ဆောင်သင့်သလဲဆိုတာတွေကိုမြို့သားညီညွတ်ရေးအစိုးရလျှက်စစ်နဲ့စွန့်အင်ဝင်ကြီးဘူမိဗေဒပညာရှင်ဦးစိုးသူရထွန်းကိုကျွန်မဆက်သွယ်မေးမြန်းထားပါတယ်။ ုတ်ကဲ့မင်္ဂလာပါဆရာမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအား9.9ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းလေနောက်ထပ်ငလျင်ငယ်တွေနေ့စဉ်ရဆက်ဆိုသလိုလှုပ်နေတာတွေကျမတို့တွေ့နေကြားနေရတယ်ပေါ့နော်အော်ဒီနေ့မနေ့ဆိုရင်ပဲဒီပြင်းအား9.6ငလျင်လှုပ်သွားတယ်ဆိုပြီးတော့လည်းတွေ့ရတယ်ဆိုတော့ဒီငလျင်ငယ်တွေကဘယ်လောက်အထိဟိုကြာနိုင်မယ်လို့ဆရာအနေနဲ့ပြောနိုင်ပါလဲရှင့်ဟိုသူကဒီလိုလေငလျင်ပမာဏက တော်ကြီးလွန်းတယ်ကြီးတဲ့အခါမှာကိုယ်ကလေးငယ်တကူဆိုတာယုတ်တိရဲ့နဲ့ခနာလေးနဲ့ပေါ်ပြန်ငြိမ်သွားတတ်တယ်ပေါ့စူပါစုပေါ့နော်ပမာဏ6ကျော်ကျော်လောက်ရှိတဲ့ကလေးတကူကိုဆိုရင်သူ့ရဲ့ပြရွေ့သွားတဲ့ပမာအကွာဝေးရလေကီလိုမီတာ30လို့40လို့တော့ပဲရှိတယ်ရှိတဲ့အခါမှာသူကသူ့ထဲမှာကြံနေတဲ့အစိတ်ပိုင်းရှိခဲ့ရင်လေဟိုခဏနေနေပြီးသွားတယ်ပေါ့တကူကြီးလို့ထပ်လုပ်ပြီးတော့ငြိမ်သွားတဲ့အခါကျတော့သူက ဟိုတပတ်လောက်တော့ပဲညင်သွားခဲ့တဲ့သဘောမျိုးကြီးချိခဲ့မှုတွေပေါ့နော်ဥပမာတာချီလေးကတာလင်ကလေးလို့ပြောဆိုရင်အခုပမာဏကကျတော့9.8လောက်တိရှိတယ်ဆိုတဲ့အခါကျတော့ဟိုကျုပ်ကြားသွားခဲ့တဲ့ပြပြသွားရေကွာဝေးရလေသူကီလိုမီတာ900လောက်တောင်ရှိတယ်လို့ဆိုတော့အဲ့ဒီကောင်မှသူကဒီဆက်ပြီးတော့ငလင်တွေကလှုပ်နေဦးမှာပဲသူငလင်ကြီးကြီးသလိုနောက်ဆက်တွဲငလင်တွေကအချင်းကြီးကြာတတ်တယ် ငိုတော့ကြောက်တပြီးပြီးငေငေသွားမယ်လို့လည်းပြောလို့မရဘူးဟိုအသေးလေးတွေလှုပ်လိုက်ပြီးအကြီးနည်းနည်းကြီးတာလေးတွေပေါ့နော်အလတ်လောက်လေးတွေပြန်လှုပ်လိုက်လည်းဖြစ်တတ်တဲ့သဘောလည်းရှိတယ်ပေါ့ဥမာဆိုပါစို့တို့2017တုန်းကဒီဂျပန်ပြည်ကငလင်ပေါ့နော်ဆန်တိုင်းငလင်ကြီးဆိုရင်ပမာဏ6လောက်ရှိတဲ့အခါမှာတစ်နှစ်လောက်တောင်မှလှုပ်တာကိုတွေ့ရတယ်အဲ့နောက်ဆက်တွဲငလင်တွေ တချို့အားတွေဆိုရင်ခုနှစ်လောက်ထီတောင်ကြီးလာတဲ့ငလေးတွေရှိတယ်ပေါ့နော်ပမာဏကိုနဲ့ပမာဏခွန်သွားလဲဟိုရှင်းပြရင်တော့အစတရားလောက်กว่าတော့ဟိုပမာဟိုဇွိုင်းရင်ကြီးအခါအခုလေဒီငလေးကြီးကိုပြီးသွားဖို့အတွက်တခြားစိတ်ပိုင်းလေးတွေကထပ်လုံနေတာလေးတွေအချိန်ကြောင်းပါပဲပေါ့နော်ဟိုတစ်လရီ၃လလောက်ထိနေတော့ကြာမယ်လို့တော့မှန်းတယ်ဟုတ်ကဲ့သူ့ရဲ့ NDA ပေါ့လေဒီနောက်ဆက်တွဲငလင်တွေရဲ့ NDA ကတော့ဘယ်လောက်ထိရှိနိုင်မလဲရှင့် တောင်ပါးဖြစ်တော့နောက်ဆက်သွဲငလင်ဒီဒီအကြီးဆုံးရွေးပြသွားတဲ့အပိုင်းကပြီးသွားပြီဆိုတဲ့အခါကျတော့ဘလို့မှမကြီးတော့ဘူးပေါ့နော်ဒါပေမဲ့နောက်ဆက်သွဲငလင်ကြောင့်ဖြစ်နိုင်တဲ့အခြေအနေကတော့အဓိကပရမငလင်ကြီးကြောင့်လုံးဝဟိုကျိုးပြတ်မသွားသေးတဲ့ဥမာစောက်ဦးတွေအဲဟိုလမ်းတရားတွေနောက်တစ်ခါစီလောင်တမန်တွေနောက်တစ်ခါတငွေလောင်တဲ့လောင်သာစီလမ်းလောင်တဲ့ကန်တွေဒီလိုမျိုးတွေကတော့ အကြောင်းနေရှိခဲ့တဲ့ဟာနေပူပြီးတော့အကြောင်းနေကျေလာတာလीစိမ့်ထွက်သွားပြီးဆေးကျူးတာတို့ဟလာမပြူသေးတဲ့တိုက်ကြီးကထပ်ပြူကြတာတို့နောက်တခါဟိုဒီခုနပဲလောင်းသားဒီစိမ့်ထွက်တဲ့ပူတွေပူပူများလာပြီးတော့မီးလောင်တာတွေပေါက်ကွဲတာတွေဒါမျိုးတွေတော့ဖြစ်နိုင်ရည်ရှိတာပေါ့နော်ဒါပေမဲ့တောက်ရောက်ဓာတ်ရိုက် impact ကတော့မရှိတော့လောက်ပဲလို့ပြောနိုင်ပါတယ် ဟုတ်ကဲ့ဟိုအခုလှုပ်ခတ်သွားတယ်ဒီပြင်းအောင်မြင့်ငလျင်ကြောင့်ပေါ့လေပြည်သူတွေကအိုးအိမ်တွေပျက်စီးပြီးတော့ဟိုတချို့ဆိုလို့ရှိရင်လေအိမ်တွေပျက်စီးနေတော့ကြောက်ရွံ့ပြီးတော့လေအိမ်တွေထဲတောင်မနေရတာတွေလည်းရှိတယ်ဟိုဒီနောက်ဆက်တွဲငလျင်ကြောင့်အိမ်တွေအဆောက်အဦတွေထပ်ပြီးတော့ပြိုမာကိုလည်းစိုးရိမ်နေကြတယ်။ဟိုဆိုတော့ပြည်သူတွေအနေနဲ့ဘာတွေလုပ်သင့်တယ်လို့ဆရာဟိုပြောချင်ပါလေရှင့်။အဓိကကတော့ငလျင်ကြီးလုတ်ပြီးလို့ရှိရင်တပတ်လောက် အကြာမာတွေကကုနေခဲ့တဲ့စောက်ဦးတွေကိုတော့ပြန်ပြီးတော့အင်ဂျင်နီယာနီလန်းနဲ့စီစစ်တင်ပြီပေါ့နော်ဘလို့ဘလောက်ထိထပ်ပြီးပြိုတိုင်းသေးသလားပေါ့နော်ဆိုပါတော့စောက်ဦးတစ်ခုပြိုတယ်ဆိုတာမှငလင်းချောင်းငလင်းနန်းခံနိုင်တဲ့စောက်ကိုအင်ဂျင်နီယာစောက်တဲ့ခါမှာအဓိက structure လို့ခေါ်တာပေါ့နော်တိုင်တိုင်နေပေါ့နော်ကော်လန်နေအောက်က foundation ရယ်နောက် flow တွေပေါ့ဒါတွေကအဓိကပဲပေါ့နော်အဲ့ဒါတွေကိုဟိုခိုင်ခံ့အောင် လုံနိုင်တယ်ဆိုလို့ရှိရင် तू ကဟိုလောက်ပြဿနာမရှိတော့ဘူးအဲ့မှာတခါဒါပေမဲ့လည်းလူတွေအနေနဲ့ကြတော့ဘေးမှာရှိတဲ့နိုင်ငံအလောက်ကပြေကြလဲတည်တာပဲပေါ့နော်တရားရနိုင်တာပဲဆိုတော့အကုန်လုံးစီစစ်ပြီးမှပဲပြန်နေသင့်တယ်နောက်ဆက်သွဲငလင်းချောင်းတော့အရင်ငလင်းကြီးလို့တော့မဖြစ်တော့ပြီမဲ့လေထပ်ပြီးပြူနိုင်အဲ့နိုင်တာတွေကငလင်းချောင်းကြီးပဲမဟုတ်ဘူးလီတိုက်လို့လဲကျန်းရင်လည်းပြူနိုင်တာပဲနောက်ပြီးတော့ဟိုမိုးတေးထန်ရွာရင်လည်းပြူနိုင်တာပဲဆိုတော့ကြတော့ ซาอุดีကိုတော့ဈေးစစ်ပြီးမှပြန်နေတဲ့နယ်လို့တော့သူကကတော့ပြောခြင်းတယ်အဲ့တော့ဒီငလေငယ်လေးတွေဒီမကောက်ဘောတော့တခြားဘေဘီရဲ့အနေနဲ့မစူပါအနေရတော့ရှိနေပါတယ်အဲ့တော့တတိထားပြီးတော့နေတဲ့နယ်ပြီးတော့တရားဈေးစစ်ပြီးမှပဲမိမိနေကိုပြန်နေတာဘောတော့ပြုတ်ကျူးခြင်းမှုတွေတော့လိုတော့တလောက်လုတ်ပြီးမှပဲနေတဲ့နယ်လို့ထင်ပါတယ် ဟုတ်ကဲ့ဆရာဟိုအခုငလျင်နောက်ဆက်တွဲတွေကလည်းအခုပြင်းအား6နီးပါးအထိရှိနေတယ်ဆိုတော့လေဒီထက်ကြီးတဲ့ငလျင်တွေဖြစ်လာမှာကိုလည်းပြည်သူတွေကစိုးရိမ်နေကြတယ်ဆရာဒါနဲ့ပတ်သက်ပြီးတော့ဆရာဘာများပြောနိုင်ပါလဲရှင်အဲပုံမှန်အားဖြင့်ကတော့ဒီလောက်ကြီးမားတဲ့ပမာဏတခုပြီးရောရတော့ဒီစစ်ပိုင်းပေါ့နော်စကိုင်းပဲယူရဲ့အခုပြောနေတဲ့ဟိုစင်ကူးလောက်နဲ့ဒီနေပြီးတော့တောင်ဘက်လောက်ပေါ့နော်ဖြူးလောက်ထိစိတ်ပိုင်းနေရတော့ ငလင်ကြီးလို့ဘို့တော့တို့တွေကမမြင်တော့ပါဘူးဒီလောက်ကြီးတဲ့ပမာဏဒီထပ်ပြီးဟိုဆက်သေးလာဖို့ကတိတ်မရှိဘူးပေါ့နော်ဒါပေမဲ့လည်းဟိုတခြားနေရာတွေညမပြည်ကြီးကလေးလှုပ်တတ်တဲ့နေရာဖြစ်လှုပ်နိုင်တဲ့နေရာလည်းဖြစ်နေတော့ကြတော့တခြားပြည့်ရွေဒီမှာလည်းတော့တော့ငလင်ကတော့အချိန်မေးရှိနေတယ်ဒီစကိုင်းပြည့်ရွေရဲ့လည်းတခြားပိုင်းတွေပေါ့နော်အောက်ကရန်ကုန်ဘကူးပိုင်းတွေရှိမယ်ဟိုအပေါ်မှာကြီးနေတဲ့ဟလာဟိုမြကြီးသားပဲပေါ့နော်တင်းတော်ကြီးပဲအချမ်းတွေလည်းရှိနိုင်တယ်ပေါ့ဒါတွေမှာတော့ကလေးတွေက ရှိကောင်းရှိနေမှာပေါ့နော်အဲ့တော့ငလင်းကြီးရေလို့ဒီငလင်းကြီးနှာမှာပဲဒီ area မှာတော့ဒီလိုနောက်ထပ်အကြီးကြီးထပ်လုပ်ပဲလို့တော့တို့တွေတော့မယူဆပါဘူးဟုတ်ကဲ့နောက်တစ်ခုလည်းမေးချင်ပါတယ်ဒီငလျင်လှုပ်ပြီဆိုရင်ပြည်သူတွေဟိုဘာတွေလှုပ်တင်ပါလဲရှင့်ဟိုအခြေခံအကြဆုံးကတော့ဟိုငလျင်ကလူကိုမတတ်ဘူးပေါ့နော်အစာအုပ်တွေကပဲလူကိုတတ်တယ်လို့ဆိုတာဟုတ်အဲ့တော့အစာအုပ်နဲ့กินလို့နေရင်တော့အကောင်းဆုံးပေါ့နော်ခုပေါ်ဘာမှပြုတ်ကြလာနိုင်ပဲပစ္စည်းမရှိဘူးဆိုရင် အနေနဲ့နေသုံးပဲဖြစ်ပါဘူး။မြေကြီးအကြောင်းကြီးပေါ်လာဆိုတော့မှမြေကြီးကမြေကြီးတွေကိုလူကြီးတယောက်လုံးဝင်သွားနိုင်ဘူးလို့တည်တော့မရှိဘူးလူကြီးလေးကြိမ်လည်းဘလောက်မှမရှိတဲ့အခါကျတော့အဲ့တော့ဟိုအပြင်မှာရောက်နေရင်တော့အကောင်းဆုံးပဲ။ဒါပေမဲ့လည်းအစာအုပ်ထဲမှာရှိတယ်တို့တွေကထွက်မပြေးတင်ပဲနဲ့ခိုင်ခန်းတဲ့နေရာမှာနေသင့်တယ်ဆိုတော့အကြောင်းပြချက်ကဘာလဲဆိုတော့အဓိကလှီကားတွေပေါ့နော်။လှီကားတွေလူနေရာရဲ့ပူပြိုတတ်တဲ့အတွက်ကြောင့်အဲ့ဒါကိုပြောတာပါ။လှီကားတွေကြီးဒီတကားဝ အောင်နေပေါ့နော်အဲ့ဒါတွေပြူကြရတဲ့ခါကျတော့ထွက်ပြေးကမှပူပြီးတော့အန်နီဖြစ်မှာဆိုတဲ့အတွက်ပေကြရွေးကြတာဖြစ်တဲ့အတွက်ကြောင့်ဟိုပြောတာပေါ့နော်ခုတောင်ပြောတယ်မလားတို့ Sky Villa မှာဆိုရင်လေကားတွေထဲမှာပြီးမိနေရယာကနန်းရှိရလို့တောင်မှပြောတယ်လေဒီကားဒီတကယ်ကြတော့ခိုင်ခံတဲ့နေရာမဟုတ်ဘူးအိမ်ကမှဒီတဲ့ခိုင်ခံနေရလို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့အစာအုပ်ကြီးတခုလုံးပြိုပြီးဆိုရင်တော့ဘလို့မှမတတ်နိုင်ပါဘူးအဲ့တော့အကောင်းဆုံးကတော့ အပြင်မှာရောက်နေနိုင်တယ်လီကားနဲ့လေလီကားကလည်းအန္တရာယ်မဖြစ်သေးခင်လှုပ်ကားသားမှာအမြန်ပြေးနိုင်ထွက်နိုင်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်အပြင်အင်းနဲ့လွတ်တဲ့နေရာမှာနေနိုင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့လေဟိုတော့အရင်အထွက်ပြေးရပြီခုနအဲ့ဒီအပိုင်းနေကြောင်ပဲပြူတာများတယ်ခုနေပြီးတော့ဆိုရင်လည်းတွေ့တဲ့အတိုင်းပဲပေါ့နော်ဝင်တဲ့အရာတွေအားလုံးကပြူတာတွေကဒိုဟိုးဒိုးနေရလဲပြောတယ်ဒီစာအုပ်ကြီးတွေမှာအဓိကအကြဆုံးကအဲ့ဒီလီကားတွေပဲပြူမှာပဲလို့ပြောတာ 6ကြေရအစားအစာကြေရလည်းပြောခဲ့တယ်တကယ်လေးအဲ့အာဒီပဲပြူတာပဲလीအဲ့ဒါကြောင့်ပဲဟိုအကြံပြီးတာပါအကောင်းဆုံးကတော့အစာအုပ်နဲ့လွတ်တဲ့နေရာပြည့်စစ်ဓာတ်လိုက်နေတယ်လည်းလွတ်တယ်အပေါ်ကနေဘာမှပြုတ်မကြနိုင်တဲ့နေရာဒီအနေအကင်းဆုံးပဲပေါ့နော်ဟိုဒါပေမဲ့လည်းအဲ့လိုမှမဟုတ်ပဲနဲ့ရွေးစရာမရှိရင်တော့ဒီကားဒီကနေတုံးပြီးစင်ပြေတာတွေအပိတ်မိပြီးတော့တည်တာတွေမျိုးမဖြစ်အောင်စာအုပ်နဲ့မှနေတာပူကောင်းတယ်ဆိုတဲ့အကြံဉာဏ်အောင်ပြီးတာပါဟုတ်ကဲ့အခုလိုဖြေပေးတာကျေးဇူးများကြီးတင်ပါတယ်ဆရာ ဒါကတော့မြန်မာနိုင်ငံမှာဆက်လက်လှုပ်ခတ်နေတဲ့နောက်ဆက်တွဲငလျင်ငယ်တွေရဲ့အန္တရာယ်တွေအကြောင်းကိုကြားခဲ့ရတာပါဒီအစီအစဉ်နဲ့ပဲကျမတို့လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အသံလွှင့်ချက်တွေကိုလည်းရှင်းသားပါတော့မယ် RFA ကိုနားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တောက်တက်ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ကင်းပြီးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်